မုံရွာမြို့နန္ဒွန်ရက်ွက်တတ္တမဇောတကသူဝရယုံကြောင်းတိုက်အတွင်း၌ဆောက်လို့လူတန်းအပ်သောတတ္တမနုကဟကျောင်းရည်သက်ချအလှူတော်မင်္ဂလာအခမ်းအနားအနုမောဒနာတရားကျောင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့အနုမောဒနာတရားများစွာရှိတယ်ပေါ့နုမောဒနာဆိုတာကိုလှုပ်ထားတဲ့ကုသကောင်းမှုနဲ့ပတ်သက်ပြီးတော့ဝန္တာစေရာကောင်းတယ်ခြေနှက်စေရာကောင်းတယ်ဆိုရဲ့ ဝန္တမှုကျင့်တတ်မှုကိုဖြစ်ပေါ်စေတတ်တဲ့ဓမ္မကထာမျိုးကိုအနုမောဒနာတရားလို့ခေါ်သစ္စာပြာကိုယ်တိုင်လည်းပဲဒီလိုသက်ဆိုင်ရာသက်ဆိုင်ရာဒါနကောင်းမှုများပြုတဲ့အခါမှာသစ္စာရနုမောဒနာတရားလေးကိုခေါ်ပြီးတော့ပေးတယ်အဲဒီထုံတန်းစင်လာရသစ္စာပြာရဲ့တပည့်သားဖြစ်တဲ့တာဝကတွေကလည်းထိုထိုသုတ်တံပိဋကတ်သုံးသွဲနိကေ၅ပြာဓမ္မခန္ဓာပေါင်း၈၄၀၀မှာလာတဲ့ထဲကနေပြီးနုမောဒနာတရားလေးတွေခေါ်ပေးရတယ် เจ้าหน้าเจ้ามาดิวันตาปิติปูပြီးတော့ဖြစ်စေဖို့အဲเจ้าဆောက်လူတယ်ဆိုတာအားလုံး ਨੇ ပြီးပြီးသားပေါ့เจ้าหน้าเจ้ามาดิเจ้าဆောက်လူတန်းနေဆိုတဲ့အခါမှာတန်ဃာတော်တွေဒီเจ้าပေါ်မှာသတင်းသုံးပြီးတော့သက်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုသင်ယူနိုင်ကြပါစေပို့ချနိုင်ကြပါစေသက်စွာဘုရားတရားတော်တွေနှစ်ပေါင်းများစွာကြာရှိအောင် ပြန့်ပွားအောင်ဆောင်ရွက်နိုင်ကြပါစေလို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြောင်းဆောက်ပြီးတော့လူကြတာဖြစ်တယ်။အဲဒီရည်ရွယ်ချက်ကတော့မှန်ကန်တဲ့ရည်ရွယ်ချက်။သာသနာတော်ကို ပူဇော်တယ်မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုပူဇော်တယ်။တို့တဲ့တွေလူဘဝရလာတယ်။မြတ်စွာဘုရားသာသနာတော်နဲ့လည်းဂျုံတွေ့နေတယ်။အဲဒီဂျုံတွေ့နေတဲ့အခိုက်မှာဘုရားရဲ့တပည့်သားသာဝကတွေတရင်သုံးရန်ကြောင်းကို ဆောက်လို့လှူဒန်းခြင်းဖြင့်တန်ခါကိုလည်းပူဇော်ပြီးရရောက်တယ်။ တန်ခါရှိနေလို့ရှိရင်တန်ခါတွေကြက်မှတ်နေတဲ့ဘုရားဟောတဲ့တရားတွေကိုလည်းပူဇော်ပြီးသားဖြစ်တယ်။တရားကိုပူဇော်တဲ့ဖြင့်မူလတရားကိုဟောကြားခဲ့တဲ့ဓမ္မတာမိတရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုလည်းပူဇော်ပြီးသားဖြစ်တယ်ဆိုတော့ဆက်နွယ်ပြီးတော့ယရဏသုံးပါးကို ပူဇော်တယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကြောင်းဆောက်ပြီးတော့တူရမယ်။အဲ့ဒါမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ဆောက် မြတ်စွာဘုရားဆောဥလူနဲ့ပတ်သက်ပြီးတော့ဟောထားတာလေးတစ်ခုရှိတယ်။အာရမရောပါဝနရောပါယေဇနာတေတုကာရကပပိစဥဒ္ဒပါဏိစယေတတန်တိဥပတယံတေတန်တိဝါစာရတောစတရာပုံညာပဝတတိတာယပါဠိတော်မှာမြတ်စွာဘုရားဟောတဲ့အထက်မှာဆောဥနဲ့ပတ်သက်တာလေးတစ်ခုပါတေတန်တိဝါစာရတောစတရာပုံညာပဝတတိဆိုတဲ့အဓိပ္ပာယ်က အထက်ဖော်ပြပါဆင်းရဲမှာပါတဲ့ရေရင်းတို့ရေကန်းတို့တစ်တော်တို့အဆောက်ဦးတို့တကားတို့ဆိုတာတွေကိုလှူဒန်းတဲ့ပုံစံတွေဟာတဲ့နေရောညာရောကုသကောင်းမှုတွေတိုးပွားတယ်လို့ဒီလိုဟောထားတဲ့စကားအဲနေရောညာဆိုတာအမြဲတမ်းကုသတွေရနေတယ်လို့ဒီလိုအဓိပ္ပာယ်မျိုးဆိုလိုတာပါအဲ့ဒါမဲ့ဒီအဆောက်ဦးလှူထားတဲ့ပုံစံတွေဟာ နေရောညပါအမြဲတမ်းကုသိုလ်တိုးပွားနေတယ်လို့ဆိုကုသိုလ်တွေမပြတ်ဖြစ်နိုင်တဲ့ကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုတခါလုပ်ပြီးအဲ့ဒီကုသိုလ်ကောင်းမှုကိုတတိယတိုင်းတတိယတိုင်းအမှတ်ရတိုင်းအမှတ်ရတိုင်းကုသိုလ်ကောင်းမှုတွေမပြတ်တိုးပွားစေနိုင်တဲ့ကုသိုလ်အဲ့ဒီကုသိုလ်တွေကိုမြတ်စွာဘုရားကဆင်းလုပ်ပြပြီးတော့ဟောထားတာအဲ့ဒီထက်မဲ့အဆောက်အဦအလှဆိုတာပါတယ်ပေါ့ရေတဒန္တိဥပတ္တယ ဇာတိဥလူတန်တွေအတွက်ခိုးအောင်စရာနားနေစရာဥပတ္တရာလို့ဆိုအဆောက်တစ်ခုကိုလူတန်းလိုက်ပြီအဲ့ဒီအဆောက်ကဒီအဆောက်ထဲမှာဝင်ရောက်နားနေတဲ့ပုံစံတွေကိုအကျိုးတွေဖြစ်ထွန်းစေတယ်ဇာတိဥလူတန်တွေကာကွယ်ပေးတယ်အခြားအန္တရာယ်တွေကိုကာကွယ်ပေးတယ်ဒုံကြုံနေအဲ့ဒီအကျိုးတရားတွေကို အဆောက်အဦကကာွယ်ပြီးတော့ပေးထားတယ်။အဲဒီလိုအဆောက်အဦမျိုးကိုလူရတဲ့ပုံကိုအဆောက်အဦဆိုတာကြောင်းမှမဟုတ်ဘူးဘယ်လိုအဆောက်အဦပဲဖြစ်ဖြစ်အများအတွက်ဆောက်လုပ်ပေးတဲ့အဆောက်အဦတစ်ခုပေါ့နော်။လမ်းမေးစရာလိုမျိုးပဲဖြစ်ဖြစ်တစ်ခုဆောက်လုပ်လူတန်းဝင်ပြီးတော့နားနေခေါအောင်တဲ့ပုံကိုတွေအတွက်အရေးအာဝတ်ပေးတဲ့အဆောက်အဦမျိုးတွေအဲ့လိုမျိုးကိုလူတန်းလို့ရှိရင်အမြဲမပြတ်ကုသိုလ်တွေတိုးပွားတယ် အဲ့တော့စကလုံးအရာဒီလိုအဓိပ္ပာယ်ရှိတော့လဲအမြဲမပြတ်ကုသိုလ်တိုးပွားတယ်ဆိုတဲ့အခါမှာဘာဖြစ်လို့ကုသိုလ်တိုးပွားတယ်လို့ပြောနိုင်တော့ဆိုတော့အစောဦးဆိုတာရုပ်တရက်ပျက်စီးသွားတာမဟုတ်ဘူးလူတန်းထားလိုက်လို့ရှင်နှစ်ပေါင်းတော်တော်ကြာအောင်အစောဦးကတည်ရှိနေဆိုပါတော့ဆွမ်းသင်္ကန်းကြောင်းစေးလို့ဆိုတဲ့ပစ္စည်းတွေထဲမှာဆွမ်းလူရဲဆိုတာတခဏပဲတရက်စာပဲ အဲဗမာစကားနဲ့ပြောမယ်ဆိုရင်ထမင်းအသက်9ရက်ပေါ့နော်အဲ့ဒါတော့ပဲဒီတဲ့သူကအကျိုးမပြုဘူးပေါ့အဲ့တော့ပုံမှန်အဖြစ်ပြောမယ်ဆိုလို့ရှိရင်ဒီနေ့စားတာပြီးနေ့ပြန်စားဖို့လိုသေးတယ်ပေါ့ဒီနေ့လှူထားတဲ့ဆွမ်းဟာတရက်ပဲအကျိုးပြုနိုင်တယ်ပေါ့ဒါသူ့ရဲ့အကျိုးပြုမှုနဲ့ကြည့်တာသင်္ကန်းဆိုတာလည်းပဲဝှေ့ယုံထားလို့ရှိရင်ဟလာ1လ2လ3လထားပါတော့6လ6လ အဲ့ဒီပြီးတော့အကျိုးမပြုဘူးဆေးဆိုတာလည်းအများအားလိုအပ်တဲ့အရာမဟုတ်ဘူးမကြမ်းမမာတဲ့အခါမှာဆေးကိုသုံးပြုတယ်ပေါ့အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့အကျိုးပြုတဲ့အတိုင်းတာကနည်းနည်းထူထောင်းတယ်အခုလို့အဆောက်အဦလှူဒန်းလိုက်တဲ့ဟာကျတော့အကျိုးပြုတဲ့အတိုင်းတာတစ်ခုကအမတန်မှရှည်တယ်ပေါ့နှစ်30နှစ်40နှစ်50ဒီအဆောက်အဦကအကျိုးပြုနေတယ်အဲ့လိုအကျိုးပြုတာ တတန်းရှိကြသည့်အတွက်ကြောင့်မိမိတို့ဆောက်လုပ်လှူဒန်းထားတဲ့အဆောက်အဦးကိုအာယုံပြုမိတိုင်းပြုမိတိုင်းတတိယတိုင်းတတိယတိုင်းကုသိုလ်တွေကနေ့ပဲတတိယရညပဲတတိယရတတိယတဲ့အချိန်တိုင်းမှာဝမ်းသာချီးမှုပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီလိုဟောလို့တာပေါ့နော်တတိမရတဲ့အခါမှာတော့ကုသိုလ်ရနေတယ်လို့ပြောလို့မရအဲ့နေတုန်းဆိုရင်လည်းတတိကုသိုလ်မရဘူးပေါ့နော်ကုသိုလ်ရတယ်ဆိုတာတတိယတိုင်းတတိယတိုင်းကုသိုလ်ရတယ် ဆောက်ဦးဆိုတော့ကုံကြစိတ်ကလည်းများတယ်လှူထားတာပြီးတော့ဒီဆောက်ဦးကလည်းကိုယ့်ရဲ့အာယုန်ထဲမှာလည်းမပြတ်ထင်းလာနိုင်တယ်နှစ်ပေါင်းရှိကြစွာလည်းတည်ထက်နေဒါကြောင့်မို့ဒီဆောက်ဦးလူကိုအာယုန်ပြူတိုင်းအာယုန်ပြူတိုင်းဝမ်းသာတဲ့စိတ်ကြည်နူးတဲ့စိတ်ဒါတွေပေါ်လာတိုင်းနေ့ပေါ်နေ့ညပေါ်ညကုသိုလ်တွေဟာတိုးနေတယ်လို့မြတ်စွာဘုရားဒီလိုဟောလို့ဒါကြောင့်မို့ကြာရှည်စွာကုသိုလ်ရနိုင်တဲ့အလှူဒါနကတော့ ဒီအစာအုပ်အလှူပဲလို့ဒီတုတ်တံမှာမြတ်စွာဘုရားတလို့ခေါ်တာအဲ့တော့အဲ့ဒီမှာအစာအုပ်ဆိုတာပဲအစာအုပ်ပဲလှူလှူကုသိုလ်ရတာတူတယ်လို့ပြောရမိမယ်လို့မြေကြီးပေါ်မှာစိုက်တဲ့အခါမှာဘယ်နေရာပဲစိုက်စိုက်နော်မြေပေါ်မှာစိုက်လို့ရှိရင်ဆိုင်ရဆိုင်ရသီးနှံကပေါက်တယ်မှန်တယ်သို့တော့ပို့ပြီးတော့သီးအောင် ပို့ပြီးတော့သီးနှံတွေဖွင့်ပြအောင်ပို့ပြီးတော့ အပင်နေရှင်းတန်းအောင်ဆိုတာကြတော့ဘာလဲวะအဲ့လိုဆိုမြေကောင်းကိုရွေးရပြန်တယ်ပေါ့မြေကြီးကစိုက်တိုင်းပေါက်ထားမှန်းနေသို့တော့မြေကောင်းရေကောင်းနဲ့ဆိုလို့ရှိရင်ទីနိုင်ကပို့ပြီးတော့ဖွင့်ဖြိုးတယ်အဲပို့ပြီးတော့ရှင်းတန်းတယ်အသီးတွေပို့ပြီးတော့မြားတယ်ပေါ့ဒါကြောင့်မို့လို့သူတို့ကောင်းမှုလုံတိုင်းလုံတိုင်းဒီ စိုက်ပြိုးရေးသမားလို့ပဲစိုက်ပြိုးတဲ့ပုဂ္ဂိုလ်ဟာမြေကောင်းရေကောင်းရှာပြီးတော့စိုက်ရတယ်လို့ကုသကောင်းမှုလုပ်တဲ့အခါမှာလည်းပဲဘယ်နေရာမှာကုသလုပ်လို့ရှင်အချိုးပိုရနိုင်တယ်လဲဆိုတာကို မျှော်လင့်ပြီးတော့ရှာကြံပြီးတော့လုပ်ကြရတယ်။တာမန်လမ်းမေးစရာတစ်ခုစောက်ထားတဲ့ဘုန်းကြီးကျောင်းထဲမှာလာပြီးတော့ကျောင်းစောက်တယ်ဆိုတာကြတော့စိတ်ထားမုံမြတ်မှုကတာမန်အနေထားနဲ့မတူဘူးပေါ့။ တမန်အနေထားစိတ်မျိုးမဖြစ်တော့ဟောတန်ဃာရီဆိုတော့ဟောတန်ဃာရီကိုလှူတယ်ဆိုတော့စိတ်အားတက်မှုလည်းပဲတမန်လှူရတာနဲ့မတူဘူးပေါ့အဲ့ဒီအနေတဆင့်တက်စဉ်းစားလိုက်လို့ရှင်ဒီတန်ဃာရီကိုလှူတယ်လို့ဆိုတဲ့နောက်ွယ်မှာဘာရှိတော့တန်ဃာရီကမြတ်စွာဘုရားရဲ့တရားတော်ကိုထိမ့်သိမ့်ဆောက်ရှောက်နေကြတယ်သင်ယူလာကြတယ်သင်ယူလာတယ်ဆိုတော့ဘာထင်ရှားတော့ဘုရားပွင့်ခဲ့တာနှစ်ပေါင်း2000 2500ကျော်သွားပြီအဲ2500ကျော်ကဟောခဲ့တဲ့တရားတွေမပြောက်မပြက်အောင်ဒီတန်ဃာတွေကထိမ့်သိမ့်လာတယ်ဒီ lesson ကမ်းလာတဲ့ oral tradition လို့ခေါ်တာပေါ့နှုတ်သက်ဆောင်ပြီးတော့လာခဲ့ကြတာဒီပိဋကတ်တော်တွေမပြောက်အောင်ဒီတန်ဃာတွေကမထိမ့်သိမ့်ခဲ့ဘူးဆိုလို့ရှိရင်နှစ်ပေါင်း2500ကစားတွေဟာပျောက်သွားမှာပဲသိကြတယ်ဘာဖြစ်လို့လဲဆိုတော့ရသော်ဘုရားဟောတဲ့တရားဓမ္မတွေကိုဘုရားဟောတော့ကလည်းနှုတ်နဲ့ပဲဟောတာစာနဲ့မှတ်တမ်းတင်တာမရှိဘူး55နှစ် ဘုရားပြိဋိဗံဆံသွားတဲ့အခါလည်းပဲနှစ်ပေါင်း450နှုတ်နဲ့ပဲဆောင်ကြတယ်မှတ်တမ်းတင်တာမရှိဘူးဘုရားပြိဋိဗံဆံပြီးနှစ်ပေါင်း450ကြော်မှဒီစာတွေဟာပေတွေပြိဋိတွေပေါ်မှာစလုံးအနေနဲ့မှတ်တမ်းတင်လာတာဖြစ်တယ်အဲတော့စလုံးအနေနဲ့မှတ်တမ်းတင်လာတာတွေကိုလည်းပဲသင်အံကျက်မှတ်မှု မရှိဘူးဆိုလို့ရှိရင် မေးပြောက်သွားမှာပဲဖတ်လို့မရတဲ့စာမျိုးတွေဖြစ်သွားမှာအခုတော့အဲ့လိုမဟုတ်ဘူးညပြီမှာစာမျက်နှာပေါင်း သုံးသောင်းလေးတန်းခန့်ရှိတဲ့ဥယျ40ခန့်ရှိတဲ့ဘုရားဟောတဲ့ပိဋကစာပေလေးဟာအတိပ္ပယ်အကုန်ဖော်ဆောင်နိုင်တာမဖော်ဆောင်နိုင်တဲ့တရားတော်ဆိုတာမရှိဘူးအဲ့ဒါလို့ဖော်ဆောင်နိုင်အောင် လုပ်လာတာဆိုတာစင်စက်မပြတ်ဆရာနဲ့တပည့်လက်ဆင့်ကမ်းပြီးတော့သင်ကြားလာလို့ဖြစ်တယ်ဆိုတာအမတန်မှထင်ရှားတယ်ပေါ့အဲ့တော့ဒီတန်ခါတွေကိုလှူလိုက်ခြင်းအပြင်ဘုရားတရားတော်တွေကိုပူဇော်ပြီးသားဖြစ်သွားတယ် ဖရာတရားတော်တွေကိုပူဇော်ခြင်းအပြင်မြတ်စွာဘုရားကိုလည်းပဲပူဇော်ပြီးသားဖြစ်သွားတယ်ဆိုတော့အခုဒေါက်တာကျော်မြင့်ဦးတို့တော်မြတ်မြတ်လေးတို့ဆောက်လုပ်လူတန်းထားတဲ့เจ้าဟာတန်ဃာတွေကိုဥတီရည်စူးတော်လည်းပဲတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့တရားကိုလည်းလူတန်းပြီးသားဖြစ်သွားတယ်တရားရဲ့ပိုင်ရှင်ဖြစ်တဲ့ဖရာကိုလည်းလူတန်းပြီးသားဖြစ်သွားတယ်လို့ဆိုတို့လူတာဟာယရဏသုံးပါးကိုပူဇော်တာလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်နေဘူးเนาะ ကျောင်းနဲ့ပတ်သက်ပြီးတို့ဟာယရဏသုံးပါးကိုပူဇော်လဲရပြီဒီကျောင်းပေါ်မှာသရင်သုံးနေတဲ့တန်ဃာတွေဖျားဟောတဲ့ပိဋကတ်တွေကိုသင်အံလေးချက်နေကြမယ်ထိုတရားတော်တွေရောက်နေလို့ရှင်ဖျားလည်းရောက်နေပြီဖျားရောက်ဖျားတရားတန်ဃာယရဏသုံးပါးကိုတို့ပူဇော်ရတယ်လို့တတ်တော်ထင်ရှားမြတ်စွာဘုရားအထိမှန်းပြီးတော့ဝမ်းသာကြည်နူးတဲ့စိတ်ဖြစ်ရမယ်အဲ့ဒါလို့ဖြစ်လို့ရှင်ခုနဟောထားတဲ့အတိုင်း တတိယတိုင်းတတိယတိုင်းနေတတိယတိုင်းနေအခါညတတိယတိုင်းညအခါတတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးနေမှာပဲလို့စိတ်ထဲမှာယုံကြည်ပြီးတော့ဝမ်းသာချီးနှူးတဲ့စိတ်အစင်သာဝရမိမိတို့ယင်ထဲမှာတိမ့်ထားပြီးကုသိုလ်တရားပွားများအားထုတ်နိုင်ကြပါစေကုန်တည်း